ယောရဘွန်အညောင်းကားချေရောဒီနေ့ဒီချေကို reading လေးလုပ်ပါမယ်ဒီ reading လေးကြတော့ beginner level တမားတွေအတွက်ပို့ပြီးတော့သင်တော်ရယ်ပေါ့နော်ဆိုတော့ထားကြည့်ပါမယ်နော်အဲ့တော့ခေါင်းစဉ်လေးကယိုဒီယိုဒီဆိုတာကသူကချက်ပြုတ်ခြင်းဆိုတဲ့အဓိပ္ပာယ်နော်ချက်ပြုတ်ခြင်းအော်ဟန်ကူစာရမ်တဲ့ကိုရီးယားလူမျိုးတွေကတဲ့김치찌개를김치찌개고 자주 먹어요. 맞아, 하나, 쌀에. 김치찌개에는, 이 김치찌개 마가로, 김치와 돼지고기가 들어가요. 김치는 돼지고기죠, 왔다오가. 김치는 왔다가 들어가요, 빠웨마레. မွန်ဂျောအရင်ဦးဆုံးနန်းပီရဲ့နန်းပီဆိုတာဒေအိုးနော်ဒေအိုးထဲမှာတဲ့ဂျွဲကြီးကိုကီးရဲ့နော့ခိုဝတ်သားကိုထည့်ပြီးဘူကာယိုကြော်တယ်အရင်ဆုံးဒေအိုးထဲကိုဝတ်သားကိုထည့်ပြီးတော့ကြော်တယ်ဂရီကိုပြီးတော့ဂျွဲကြီးကိုကီးခါဤကွ်မြောင်အဲ့ဒီဝတ်သားကကြက်ရင်ဤကွ်မြောင်ဆိုတာကြက်သွားပြီဆိုရင် ဂင်မချီရနော်ရောအဲ့ဒီဂင်ချီကိုထည့်တယ်ဆမ်ဘွန်ဂျွန်ဒိုဆမ်ဘွန်ဒါလေးကိုတရုံနံပါတ်လေးနဲ့ဖတ်တယ်3မိနစ်နော်ဂျွန်ဒိုဆိုတာကခန့်လောက်ဆိုရသေးပဲအဲ့တော့3မိနစ်လောက်ဂိုဂီဝါဂင်ချီရအသားနဲ့ဂင်ချီကိုဟမ်ကဲဘူကာယိုအတူတူကြော်တယ် မာဂျီမဂရိုနောက်ဆုံးအနေဖြင့်မူရီနာရေသူမဟုတ်ယုခ်ဆူရဘုကိုယုခ်ဆူဆိုတာကအတီးအရွက်တီးအအသားငားတွေပေါ့နော်အဲ့ဒါတွေကိုကြိုထားတဲ့ရေဟုတ်လားစက်သားဆိုတော့စက်သားပြုတ်ရေဆိုရင်ယုခ်ဆူလို့ခေါ်မယ်ဝတ်သားဆိုတော့ဝတ်သားကိုပြုတ်ထားရေဆိုရင်ယုခ်ဆူလို့ခေါ်တယ်အတီးရွက်တွေပြုတ်ထားရေကိုလည်းယုခ်ဆူလို့ခေါ်တယ်နော်အဲ့တော့သူကရေတုံးရင်လည်းတုံးမတုံးဘူးဆိုလို့ရှိရင်အဲ့လိုမျိုးတီးရွက်တွေအသားငါးပြုတ်ထားရေကိုတဲ့ ဘုကိုဘုကိုဆိုတာကကြိုချက်ပြီးတော့လောင်းထည့်ပြီးတော့နော်ဒေါကလီမြောင်ပို့ပြီးတော့ကလီတာဆိုတာစူသွားတယ်ဆိုလို့ရှိရင်ဝမ်ဆောင်ရယ်ရောပြီးပြီပဲဖြစ်တယ်တဲ့ရေဒိုမဟုတ်ဒီအသီးရွက်ဒီအသားငါးတွေပြုတ်ထားတဲ့ရေကိုလောင်းထည့်မယ် လောင်ထည့်ပြီးတော့အဲ့ဒါကအဲ့ဒါကိုပို့ပြီးတော့ပေါ့ထက်ပြီးတော့သူကကြိုချက်မယ်ကြိုချက်ပြီးသွားပြီဆိုရင်တော့ဒါပြီးသွားပြီတဲ့မာနဲစက်တုံဖြူဒေဖာဒေဖာဆိုတာစက်တုံမိတ်ဒူဘူးတူဘူးရဲဆိုတာကိုကိုပြောတာအဲ့တော့စက်တုံဖြူရဲ့စက်တုံမိတ်ရဲ့တူဘူးရဲ့ဟုတ်တဲ့နော်ရမြောင်းထဲ့ရင်သောမှာရှိစော်ရော် ပို့ပြီးတော့အရသာရှိပါတယ်တဲ့အဲ့တော့ကျေတော့အစနေပြီးတော့အဆုံးအထိတစ်ခေါက်တူတူဖတ်ကြည့်အောင်နော်ဟန်ကူစာရမ်တဲ့ကင်ချီကြီးကဲတဲ့ဂျာဂျူမော်ဂိုယိုကင်ချီကြီးကဲအဲနဲကင်ချီဝါဒွေးကြီးကူကြီးကဒရောဂါယို먼저냉비에 돼지고기를 넣고 볶아요. 그리고 돼지고기가 익으면 김치를 넣어요. 3분 전도 고기와 김치를 함께 볶아요. 마지막으로 물이나 육수를 붓고 더 끓이면 왕성이에요. 마늘,대파,두부를넣으면더맛있어요.어,바비,그래서나중에비디오말제로디요리비어나중에땡간사뜨고섞어리딩으로살려줘봐매.